က်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်ထွန်းတုံးရပ်ကွက်54လမ်းနဲ့55လမ်းကြား110တလမ်းမှာရှိတဲ့ငွေစုငွေချေးလုပ်တဲ့အိမ်ကိုကားနဲ့လာတဲ့လူသုံးကား အိမ်ထဲထိဝင်ရောက်ပြီးတော့အရှင်အမျိုးသမီးကိုပားရိုက်ကာငွေကျပ်300ကျော်လူယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ18ရက်နေ့ည9:00နာရီဝင်းကျေအချိန်ကချမ်းမြသာစီမြို့နယ်ထွန်တုံးရပ်ကွက်မှာရှိတဲ့အဲ့ဒီငွေစုငွေချေလုပ်ငန်းလုပ်ကင်တဲ့နေအိမ်မှာအရှင်အသက်50အရွယ်အမျိုးသမီးနဲ့အတူနေတဲ့အသက်18နှစ်အရွယ်အမျိုးသမီးတို့ရှိနေတဲ့အချိန်မှာမက်ထရူးအမျိုးအဆခဲယောင်ကားနဲ့ရောက်လာတဲ့လူ၃ဦးက အိမ်ထဲကိုဝင်လာပြီးတော့အိရှက်အမျိုးသမီးကိုပားရိုက်ကငွေချက်133သိန်းကျော်ကိုလူရယူဆောင်သွားတယ်လို့စစ်ကောင်စီအုပ်စုရဲ့ရဲမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ အဲ့ဒီလိုအင်ရှင်ကိုပားရိုက်ကမနူချမ်းစီငွေလူရမှုနဲ့ပတ်သက်ပြီးတော့ကျူးလွန်တဲ့သူတွေကိုစစ်ကောင်စီအုပ်စုကဖမ်းဆီးနိုင်တာမရှိသေးပဲလူရခံရတဲ့အင်ရဲ့ဘေးပတ်ဝန်းကျင်ကနေအိမ်တွေမှာတပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေကိုရယူကစစ်ဆေးနေတယ်လို့ဆိုပါတယ်မက်လာ၁၇ရက်နေ့ညနေပိုင်းကလည်းမန္တလေးမြို့ပသိမ်ကြီးမြို့နယ်ရန်ကုန်တာယာရက်ကွာမှာနေထိုင်တဲ့တမရွာမှာတက်ကတူအငိမ့်စားမော်ကုန်းထိပ်ရဲ့နေအိမ်ကိုအမျိုးသမီးဦးဆောင်တဲ့အသက်၂၀ဝန်းကျင်လူသုံးဦးက ပါဆယ်ပစ္စည်းလာပို့တဲ့ပုံစံမျိုးဟန်ဆောင်ပြီးတော့လူရဓမြတိုက်ခဲ့လို့အင်ရှင်သားဖနှစ်ဦးတန်ရရရှိကာ ရွှေတွေငွေတွေကြက်သိန်းပေါင်း400နီးပါးပါသွားတယ်လို့နှိဆက်သူတွေကပြောပါတယ်။မက်စလာ19ရက်နေ့မွန်လွဲပိုင်းမှာလဲမန္တလေးမြို့ပသိမ်ကြီးမြို့နယ်အရှိရွှေကျင်တောင်ကြီးမှာဓာတ်ဒဏ်ရာတွေနဲ့လဲကျနေတဲ့အမျိုးသမီးတအုပ်ကိုတွေ့ရှိခဲ့ပြီးတော့ဒဏ်ရာရတဲ့သူဟာမန္တလေးမြို့မှာအွန်လိုင်းကနေတဆင့်ဖုန်းအယောင်းဝယ်တွေလုတ်ကင်နေသူဖြစ်ကအမျိုးသမီးနှစ်ဦးကဖုန်းဝယ်မယ်ဆိုပြီးတော့ချိန်ဆိုပြီးဓာတ်နဲ့ခုတ်ပြီးတော့လူရက်သွားတယ်လို့ဆိုပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမန္တလေးမှာလူတက်မှုလူရက်မှုဓားမြတိုက်မှုတွေဇက်တိုက်ဖြစ်ပွားနေပေမဲ့စစ်ကောင်စီအုပ်စုက ကျူးလွန်တဲ့ဒုတွေကိုဖမ်းဆီးနိုင်တာအားနည်းပြီးရဲနဲ့ပြူစော်တီစတဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံလက်နက်ကိုင်တွေကိုတိုင်ကိုကလူသက်လူရဓမြတိုက်မှုတွေကျူးလွန်နေတယ်လို့မြို့ကန်တွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။